ူ့ရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်မြင်ရနိုင်မယ်ထင်လားကိုရန္တာဘယ်လိုမြင်လဲပုံဝင်လင်းပြောရင်တော့မထင်ဘူးပေါ့နော်ကစားတဲ့ပုံစံကဒုတိယကော်တင်ယူမဖြစ်လာနိုင်တော့ဘူးထင်တယ်ကျွန်တော်အကောင်းမြင်တာက Florian Fest ကိုတရာသီလောက်သူ့အချိန်ပေးလိုက်မယ်ဆိုရင်တော့လာမယ့်ရာသီမှာတော့ဒီထက်ပိုပြီးကြောက်စရာကောင်းတဲ့ Florian Fest ကိုမြင်ရလိမ့်မယ်လီဗာကူဆင်ရဲ့ Florian Fest ကိုတရာရာခိုင်တော့မဟုတ်ဘူးဆိုရင်တော့85ရာခိုင်လုံးလောက်ပြန်မြင်ရနိုင်တယ် ဖိုင်ဆော့ဖုတ်ဘော Facebook နဲ့ YouTube channel ကိုကြည့်ရှုအားပေးနေပိတ်တံများအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်တို့စပြီးတော့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ဒါအပတ်စဉ်မှာတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဒါအမြင်လေးတွေအစီအစဉ်လေးတွေတင်ဆက်ပေးနေတဲ့ကြောင်းရလေးတွေရှိခဲ့တယ်ပေါ့နော်ဒီနေ့မှာတော့တင်ဆက်ပေးကြတာကတော့လက်ရှိလူပြောများနေတဲ့ Liverpool အသင်းမှာဒီရသည်မှာစံချိန်လေးပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာတယ်ဒီရသည်မှာသွင်းကိုလုံးဝမရသေးပဲနဲ့အသင်းအသင်းမှာထိုင်ကြဖို့ရုန်းကန်နေရတဲ့ဒါအသင်းရဲ့ကစားသမားတဲ့ Florian Vest Liverpool အသင်းမှာ အဝင်လာနိုင်လားဘာတွေဆက်ဖြစ်လာနိုင်လဲအဲ့တော့ပြည်သက်ဒီအားလုံးစိတ်ဝင်စားနေတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ညီကို၂ယောက်ကဒီစီစဉ်လေးမှာဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီစီစဉ်မှာကျွန်တော်နဲ့အတူကိုနန္ဒအပေါင်းဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါကိုနန္ဒအေးမင်္ဂလာပါကိုချင်းချင်းဟုတ်ကဲ့ပါအဲ့တော့လီဗာပူးကလက်ရှိချန်ပီယံဖြစ်နေတယ်တရားဒီလုံးမှာတော်တော်လေးလူပြောများတဲ့အသင်းပေါ့နော်ဒါတိုက်တယ်ရေးဆဲမှာတည်ကြပေါက်ထည့်ထားမှာတရားဒီမှာငွေတွေလည်းအများကြီးသုံးထားတယ်အဲ့ဒီထဲမှာမှပိတ်သက်တွေတော်တော်လေးပြောနေတဲ့ ဒီ hot ဖြစ်နေတဲ့ token ဖြစ်နေတဲ့တော်တော်လေးပြည်သက်တွေရှားမှာရေပန်းစားနေတဲ့အကြောင်းအရာက Florian Vest ပေါ့နော် Florian Vest Liverpool ကိုရောက်လာတဲ့အချိန်မှာတည်းဒီ သက်20နှစ်ပဲရှိသေးတယ်ဒီဂျာမန်လူငယ်လေးပေါ့တော်တော်လေးမျောလင့်ထားကြကျွန်တော်မူစီယလာတို့ဖလော်ရီယန်ဗက်စတိုဆိုတာဂျာမနီနဲ့ပြီးခဲ့တဲ့ယူရိုမှာတည်းကလုတ်ပြခဲ့တာပဲလေပြီးတော့အင်္ဂလန်မှာဆိုဘယ်လင်ဂန်တို့ရှိတယ်ပေါ့တော်တော်လေးဒါပြိသက်တွေရဲ့မျောလင့်ခြင်းကိုခံထားတာလီဗာပူးရောက်လာတဲ့ချိန်မှာလည်းပြိသက်တွေအများကြီးမျောလင့်ထားခဲ့ကြပြီးတော့အခုယာသီစာကျွန်တော်တို့ဒါ9ပွဲလောက်ကစားခဲ့ပြီးပြီးတွင်ကိုလည်းမရဘူးကိုဖန်နေမှုလည်းမရဘူးနဲ့ပရီးမီးယားလိမှာ007ဆိုတဲ့ပွဲရသွားတော့အဲ့တော့ ဝေဖန်မှုတွေလည်းထွက်လာတယ်ပြီးပရီးမီးယားလီးကတည်တဲ့အတိုင်းပဲလေဟုတ်ကျွန်တော်တို့ဒါချီကျူးလည်းအရန်ခံရတယ်လုတ်ပြနိုင်ရင်မလုတ်ပြနိုင်ရင်လည်းအရန်ကိုဝေဖန်မှုတွေနဲ့တော်တော်လေးကိုရုန်းကန်ရဆို Florian Vest တော်တော်လေးဒီရာဒီစဖြတ်တမ်းမှုဒီနှစ်လလောက်ကတော်တော်မလွယ်ခဲ့ဘူးပေါ့လေအဲ့တော့ကိုရနာအမြင်လေး Florian Vest Liverpool မှာ ဘာတွေအဆင်မပြေဘူးဖြစ်နေလဲဘလို့မြင်လဲပေါ့ဒီ foreign bet ဘာကြောင့်ယုံကန်နေရတယ်လို့မြင်လဲပထမဆုံးပြောချင်တာကကျွန်တော် Ronnie ပြောတဲ့စကားလေးကိုကျွန်တော်သဘောကျတယ်သူ interview မှာပြောသွားတယ်ဒီ foreign bet ကအသင်းရဲ့ balancing ကို damage ဖြစ်စေတယ်တဲ့ဒီ balance ပါပြတ်သွားတယ်ပေါ့နော် Liverpool ရဲ့အထိုင်ကိုလည်းပြောင်းလိုက်ရတယ်ပေါ့ပြောင်းလိုက်ရတဲ့ပုံစံလေးအသင်းရဲ့အသားကျနေတဲ့ပုံစံလေးတွေကသူတိောက်တဲ့အကြောင်းအပြောင်းလဲတွေအများကြီးလောက်ပါပြီးတော့ ဟိုပိုပျက်စီးသွားစေလို့ပြောတယ်ဗောနော်ကာရီကာကတော့ပတ်ဆက်ဆက်ပြောထားတယ်ဗောနော်တကယ် mass ပဲကာရီကလည်းဒါသူတို့ထောက်ပြထားတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီအနေထားမှာတော့ပြောစရာနှစ်ခုရှိတယ် Florian Fast က3ဘတ်နဲ့ကစားခဲ့တယ်ကစားတော့မှာ343နဲ့အလွန်ဆိုရဲ့လက်အောက်မှာကစားခဲ့တယ်ပြီးခဲ့ကျွန်တော်2023 2024 2025 200ဒီစက်တိုက်โค้ดတွေမှာ assist တွေမှာ double digit စီရခဲ့တာခဏနှလုံးနေကြီးပဲရခဲ့တာဟုတ်အဲ့တော့ဒီကစားမှာပိနေတာမဟုတ်ဘူးဟုတ်ကျွန်တော်ကအရင်ပြောနေတယ်ဟုတ်ဒီကောင်ကပိမဟုတ်ဘူးဗျာသိလား မှန်တယ်မှန်တယ်အဲ့ဒါတော့လက်ခံပါလေကျွန်တော်တို့သဘောတူဒီ3ဘက်နဲ့ကစားလာတဲ့ကစားသမားတယောက်ကို433မှာဒိန်းဆိုကောက်ထည့်လိုက်တဲ့ slot ကဒီနီးပြူဟာပိုင်းပေါ့နော်ဒါကတော့လဘဘူက4ဘက်နဲ့ကစားတာဟုတ်433နဲ့ကစားတဲ့အချိန်မှာသူရုံးကန်အောင်ပါပဲနောက်ပြီးသူအသက်က22 23အဲ့တော့ပထမဆုံးကတော့သူ့ဝေဘန်နေတာတွေနဲ့ သူเนี่ยအမျှတမှုမရှိဘူးလို့ကျွန်တော်အရင်ပြောခြင်းတယ်။ဘာကြောင့်လဲဆိုတော့ဒီကစားသမားတစ်ယောက်ကဂျာမန်ကလာတယ်။ဟုတ်ကဲ့။သူ့ရဲ့ဒါကျွန်တော်ရေကန်ပြေကန်တစ်ခုမှမတူဘူးဗျာ။ယာရီဥရောမတူဘူး။ဘာသာစကားလည်းမတူဘူး။ဘာမှမတူဘူးပေါ့နော်။နေထိုင်ပုံလည်းမတူဘူး။အဲ့လိုပြော။အဲ့တော့သူတို့နေရာမှာကျွန်တော်တို့ကစဉ်းစားကြည့်ပါ Professional ဖြစ်တယ်။ချက်ချင်းဤသားကြရမယ်။136တန်း9တန်းပေါင်ပေးထားရတယ်ပေါ့။ပေါင်136တန်း။ဟုတ်ကဲ့။အဲ့ဒါတွေကိုမေးလိုက်ဗျာ။သူလည်းလူသားတူပဲ။ကလေးပဲရှိသေးတယ်။22ဆိုတော့23ဆိုတော့သူ့မှာလက်ပါဦးနဲ့လက်တွဲရမယ်အချိန်ကာလတွေအများကြီးရှိသေးတယ်။ အဲ့တော့လက်ရှိကစားသမားတွေဝိုင်းဝေဖန်နေရတယ် finalist တွေဝိုင်းဝေဖန်နေရတဖက်ကကျင်တော့မမျှတာလို့ဒါကျွန်တော်အမြင်ပေါ့နော်ဟုတ်ပြီတဖက်ကကျင်ကြကျွန်တော်တို့ရဲ့လက်ရှိ modern လောကမှာကကစားသမားတယောက်ကိုချက်ချင်းအံဝင်တာပဲလို့ကျင်တာတူတူကိုကိုဒါပေါ့ကျွန်တော်တို့အဲ့တော့ဟိုကစားကွက်အနေထားအပြောင်းလဲကသူ့အတွက်တစ်ချက် ရုံးကန်ရတယ်တစ်ချက်ဒီ433ရဲ့ အဲကျွန်တော်တို့ဒီ left wing မှာကစားတဲ့ပုံစံနဲ့343ရဲ့ left wing မှာကစားတဲ့ row မှာနည်းနည်းလေး quota ချက်ရှိရကျွန်တော်တယောက်တည်းအမြင်ရဆိုရင်3ဘက်မှာ left row ကစားတဲ့ကစားသမားကတိုက်စစ်စင်လာရင် half speed ကိုသွားပြီးတော့ဘယ်ကြားမှာဒီ left wing မှာသူ grimero ရှိတယ် grimero က attacking လိုက်ပြီးတော့ grimero စီကသူကဘောလုံးပြန်ဆောင်ပြီးတော့သူကပြိုင်ဘက်က final third ဆုံးမှာ half speed ကိုပဲအဓိကရှူပြီးတော့ကျန်တဲ့ဟိုဟိုဟိုတိုက်ဟိုခက်စစ်ကစားသမားတွေကိုလုံးဝဖျက်ဆီးပြစ်တာပေါ့နော်နောက်ပြီးတော့သူ့ရဲ့ line breaking pass တွေက တောင်းလျှောက်ထွက်တယ်ဒီ penetration pass တွေကသူ့ဘောလုံးရလာပြီဆိုညာချမ်းတွေကိုဖြန့်တယ်ဘယ်ချမ်းအဂရီမဲတွေကိုတွဲမယ်ဒါမျိုးတွေသူအမြဲလုပ်လာတယ်အဲ့တော့ လက်ရှိအနေထားမှာ4ဘတ်မှာဒီဘယ်ချန်းကကာကက်စ်ကကစားပုံကစားအားက4ဘတ်ကဘယ်ချန်းကအဲ limited ရှိတယ်ဗျာဟိုစွတ်တက်နေလို့မရဘူးဘာကြောင့်လဲကာကက်စ်စွတ်တက်နေပြီဆိုရင်နောက်တန်းက defense line မှာ3ယောက်မကျန်ဘူးဒီဘက် frame bound လို့ဒီဘက်တယောက်မရှိဘူး2ယောက်ပဲကျန်ခဲ့မယ်အဲ့ဒါဆိုရင်အဲအဲ့တော့ van night corner line တိုင်းကျန်မဲ့အခြေအနေမှာကာကက်စ်ကဒီကျွန်တော်တို့အဲ overlapping ကအများကြီးမျောလင်းလို့မရတဲ့အခြေအနေမှာသူတယောက်တည်း အဲလုံးလေးဖြစ်သွားတယ်နောက်ပြီးတော့နောက်ထပ်တစ်ချက်သူအဆင်မပြေတာကကျွန်တော်လေဘောက်ကုစင်မှာ3ဘက်ကစားတုံးကလို့ဒီ4ဘက်မှာလုံလောက်တဲ့သူ့ရဲ့ဟိုဟာမရအောင် space မရအောင်ဟုတ်ကဲ့သူ့ရဲ့ကစားပုံက space မရရင်ဘာမှလုပ်လို့မရအောင်မှန်ပါသူ့ကိုဇုံတစ်ခုပေးရမယ် space တစ်ခုပေးရမယ်သူ့ရဲ့လုံအားကိုဟိုဒီထက်ပို့ပြီးတော့နှက်ယူဖို့အတွက်အရန်အကြက်သေးလေးမှာ ထားလို့မရဘူးဆိုတော့ Florian Fast က physical ရ weak ဖြစ်တယ်ဒါကကျွန်တော်အလုံးမြင်ပြီးသားပဲသူ့ရဲ့ခန္ဓာကိုယ်လေးနဲ့သူက weak ဖြစ်တဲ့အပိုင်းမှာပါတော့ဒီ Premier League ကအရန်ကို presence တိုင်သွားတဲ့အချိန်မှာသူကစားတဲ့ပုံစံအပြောင်းလဲမှာအရာအလုံးကစုံသွားပြီးတော့သူပျောက်သွားတယ်ပေါ့နော်အဲ့တော့ဒါလေးကိုပြန်ဖို့ဖို့တော့ကျွန်တော်တို့ကအများကြီးစဉ်းစားရမယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုတော့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ဟုတ်မှန်ပါတယ်အဲ့တော့ကုဏနာပြောသွားတဲ့ point of view ကိုတော်တော်များများကျွန်တော်လည်းသဘောကျတယ်အဲ့တော့ဟိုပြည်သက်တဲ့မှာလည်းအမြင်တူတဲ့လူရှိသလိုမတူတဲ့လူလည်းရှိမှာဟုတ်ကဲ့အဲ့တော့ ဒါတော့အမြင်ဆိုတာတော့တခုတည်းတစ်ဖက်တည်းဘယ်တော့မှမဟုတ်ဘူးကျွန်တော်တို့ဒါဟိုကွဲလွဲကြမှာပဲပေါ့နော်အဲ့တော့ဒီမှာကုဏနာနဲ့ကျွန်တော်လည်း similarly do ပါတယ်ဟိုဒီနှစ်မှာ Premier League ကိုအဓိကကျွန်တော်တို့ဒီဘာလို့ဝေဖန်မှုတွေအဲ့လောက်ခံရလဲဆိုတော့လေသူ့ရဲ့ပြောင်းရွှေ့ကြီး press တက်ကြောင်လဲပါပါလိမ့်မယ်ပြောင်းရွှေ့ကြီးဒါတန်း3 4 50ဆိုရင်ဒီချိန်မှာဒီလောက်ထိဒီဘက်ခံရခြင်းမလဲခံရမှာပေါ့လေအဲ့တော့တန်းတရာကျော်စန်ဒီနေပြောင်းရွှေ့ကြီးနဲ့ရောက်လာတဲ့ကစားမဖြစ်နေရကြောင်လဲ ဒီချိန်မှာဒီလောက်မှာ twin ကိုလည်းမရဘူးကိုဖန်နေမှုလည်းပြအသေးမှာတင်းကြပါတယ်လေဘုံမှာအခုဒါရုံးကန်နေရသူအထိုင်ကြဖို့ရုံးကန်နေရတယ်ဆိုတော့လုံးဝရှင်းရှင်းကြီးပဲဒါကတော့ငင်းမရတဲ့ပုံစံကြီးပါဟုတ်တာပေါ့အဲ့တော့ဒါကတော့အကုန်လုံးလည်းလက်ခံကြရမယ်ထင်တယ်ဒါပေမဲ့ဒီဘာကြောင့်အထိုင်မကြလဲဆိုတော့ခုနကကုဏနတစ်ချက်ချင်းဆွဲထုတ်ပြသွားသလိုလီမတူဘူးဘာသာစကားမတူဘူးနယ်ပယ်တင်းမှာသူ့အနေနဲ့ဟိုကွင်းပြင်ပမှာလည်းအထိုင်ကြဖို့သူစက်တယ်ဖြစ်ဖို့သူရုံးကန်နေရပုံရတယ်အဲ့တော့ကွင်းတွင်းမှာလည်းမတူညီတဲ့နီးစနစ်တွေကစားပုံနေနဲ့ဟို3 4 3 3ဆိုတဲ့ပုံစံမျိုးတွေရနေပြီးတော့ဒီ ကလော့တို့စလော့တို့ရဲ့ဒီလီဗာပူးရဲ့ high pressing ပုံစံနဲ့433 433ပုံစံမှာသူ number 10 row မှာလီဗာပူးကိုလိုင်းလည်းမနစ်ကလည်းဒီနှစ်မှာဦးနာရူနီပြောသွားသလိုပေါ့ကစားပုံတွေချင်းချင်းတွေလှုပ်ထားတယ်မနစ်ကဒီ force line မှာ super slide ကိုထားရဲဆိုမဲ့ super slide ရဲ့4966ကစားတာမဟုတ် number 8 row ပုံစံမျိုးဆော့တဲ့ကစားတာအဲ့တော့ဒီမှာလည်း number မှတ်တမ်းရိုးစစ်စစ်ကိုအခုမှစတော့တဲ့အတွက်ကြောင့်လူပေါင်းစားမားတွေရှားမှလည်း family ကမဖြစ်တာမျိုးလေးတွေရှိတယ်။ဟိုကျွန်တော်တို့သေချာချက်လက်တွေကိုပြန်ကြည့်မယ်ဆိုရင် Florian Vasquez ဘောလုံးလက်ခံရယူခဲ့ရတဲ့ position အများဆုံးယူခဲ့ရတဲ့နေရာကွင်းလယ်ဆုံးမှာဖြစ်နေတယ်။73ရာခိုင်နှုန်းတော့ယူခဲ့။ဒါကဘာကိုပြနေလဲဆိုတော့ Liverpool ရဲ့ကွင်းလယ်နဲ့ခံစစ်ကစားမားတွေကတိုက်စစ်ကိုပါစင်နေပေးဖို့တော်တော်လေးအခက်တွေ့နေအာနိုးမရှိတော့တဲ့ကွက်လက်ပေါ့နော်ဒီပြဿနာတော်တော်လေးပါစင်နေမှာလေပါဦးမှာတော်တော်ကြီးနေဒီဟာ Florian Vasquez ပခုံးပေါ်လာကြလာတယ်ခံစစ်ကနေ van dai long pass တွေနဲ့ direct တင်တင်မတင်ဘူးဆိုရင်ဒီဘောလုံးတွေရရှိကိုရောက်ဖို့အတွက်တော်တော်ခက်နေဆိုတော့ number 10 room မှာရှိနေတဲ့ Florian Vest က deep zone ကိုတော်တော်လေးဆင်းလိုက်ရတယ်နောက်ကိုပြန်ဆင်းလိုက်ရတယ်ကွလက်လောက်ထိဘောလုံးလက်ခံလိုက်ပြီးတော့ပြန်တိုက်စစ်ကိုပြန်ပြီးသူ့နေရာသူ့နေရာမှန်ကိုပြန်တက်ဖို့ကြတော့အဲ့လောက်အချိန်တိုင်မင်မရတော့ဘူးအဲ့လောက်လဲသူ space လည်းမရတော့ဘူးခုနကပြောသွားလို့ပေါ့ Florian Vest အတွက်ရုံးကန်နေရတာနှစ်ချက်ကျွန်တော်အဓိကပြောရမှာသူ့ Premier League မှာ space အများကြီးမရဘူး Bundesliga မှာက လုံလောက်တဲ့အချိန်ရတယ်လုံလောက်တဲ့ space ရတယ်ဒီမှာအဲ့လောက် space မရအောင်တော်တော်လေး combat ဖြစ်တဲ့ဒီ central zone တွေမှာဆိုပိုဆိုးတယ်အရန် combat ဖြစ်ပြီးတော့ဒီ line တွေ defensive line တွေကအရန်ကြက်ပြီးတော့ဒီလို combat ပုံစံတိဆောက်ထားရမြန် Premier League တင်နေပြီးတော့ Premier League ရဲ့ကစားပုံ industry ကအရန်မြင့်တယ် high industry လို့ပြောလို့ရတယ်တခြားသောဘယ် Bundesliga မှာမဟုတ်တခြားဥရောပထိပ်တန်း league အားလုံးထဲမှာဒီ industry အမြင့်ဆုံး league ပြိုင်ပွဲဖြစ်နေတဲ့အကြောင်းလဲဒီ industry ကို လိုက်မိဖို့အတွက် Florian Vest နေနဲ့နည်းနည်းလေးသူ့အတွက်အချိန်တစ်ခုလိုနေရလို့ထင်တယ်အဲ့တော့ကိုရနာကြီးအားလုံးပြောနေကြလို့အဲ့တော့ Florian Vest က flop ဖြစ်နိုင်လား ကယ်ပဲ flop ဖြစ်သွားနိုင်လားဒါမှမဟုတ် तू ပြန်လာမလား तू ပြန်လာဖို့ဆိုရင် Arsenal နဲ့ Liverpool ဘယ်လောက်ထိစိတ်ရှည်ပေးဖို့လိုမလဲပြီးတော့ဘယ်လိုပုံစံမျိုးတွေ Florian Vest ကိုပြန်ပြီးတော့ apply လုပ်ပြီးတော့အသုံးချပြန်ဆွဲခေါ်ရမလဲဒီအပိုင်းလေးတွေခုနကအမြင်လေးဆက်ပြောပါဦးအဓိကတော့ကျွန်တော်တို့က Florian Vest ကိုအရင်က expectation အရင် high နေရပါတော့ကျွန်တော်တို့အကုန်လုံးပါပဲကျွန်တော်လည်းပါတာပေါ့နော်ဘာကြောင့်လဲဆိုတော့ဟုတ်လေမူစီမူစီယာနဲ့သူနဲ့ကစားခဲ့တာတကယ် walkless ကြီးလေဗျာသိလားလက်ရှိဒီမှာလည်းမြင်ခဲ့ပြီးယူရမဒီကစားသမား2ယောက်ရဲ့ဟာကြီးကကျွန်တော်တို့အရင်ကြီးကိုကျွန်တော် expectation ညာ များလုံးတာဗောနော်အဲ့တော့အများလုံးတဲ့နောက်မှာကျွန်တော်တို့ကဒီလောက်ရမလာတဲ့အချိန်မှာအာဒီအောင် float တော့မှာဒီအောင်သုံးစားလို့မရဘူးဆိုတာကျွန်တော်ကိုယ်တိုင်လည်းထင်ခဲ့တယ်ဗောနော်ဟုတ်ကဲ့ဒါပေမဲ့ဒါကအချိန်ပေါ့အချိန်ပေးရမယ်ဆိုတာဘယ်လောက်ပေးရမလဲပေါ့နော်ဘယ်လောက်ပေးရမလဲဆိုတော့ကျွန်တော်တို့အခုဆိုရင်သူပွဲထွက်လာ၈ပွဲရှိွား Champion League ၂ပွဲပေါ့နော် Champion League ၇ပွဲအားလုံးဆိုရင်၁၀ပွဲပေါ့အဲဒီကျွန်တော်နောက်ဆုံး Chelsea နဲ့ပွဲမှာတော့သူပွဲထွက်ခွင့်မရခဲ့ဘူးပေါ့နော်အဲ့တော့ဒီလိုအနေထားလေးရှိလာရဲဆိုတော့အဲ့တော့ ဒီပုံစံကို slot ဘလို့အဖြေရှာမလဲပေါ်ပဲမူတည်ရေပေါ့နော်သူ့ရဲ့အဓိကနေရာ row ကကျွန်တော် number 10ဒီပုံစံကို3 butt တော့သူတို့ပြောင်းမှာမဟုတ်ဘူးအဲ့တော့ဒီ4 butt မှာ4 3 3မှာဘယ်နေရာအဆင်ပြေမလဲဆိုတော့အရန်ကိုအရေးကြီးတယ်ဒါမှမဟုတ်သူ့ကိုဒီ number 10 row ကနေ number 8 row ပြန်ဆင်မလားအဲ့တော့အများကြီးတော့ option တော့စဉ်းစားလို့မရဘူးဟုတ်ကဲ့နောက်ပြီးတော့ဆာလာနဲ့ first နဲ့နှစ်ယောက်ပြဿနာပဲဟုတ်ကဲ့ဆာလာကကျွန်တော်တို့ဘောလုံးဒါဒီ လဘဦးမှာနောက်ပိုင်းပွဲဆိုဆာလာမတရားကြလာပြီဗျာပြောရမယ်ဆိုပရီးမီးယားလိရဲ့ပြီးခဲ့တဲ့နှစ်ကဆာလာနဲ့အခုဆာလာနဲ့လုံးဝမတူတော့ကျွန်တော်တို့ fantasy ကစားရည်ဆိုသိတယ်ဆာလာဆိုကျွန်တော်တို့ထုတ်ပလိုက်ပြီဟိုအမှတ်မှမရတာအမှတ်မရဘူးဆိုတော့ဘာမှမထွက်တော့ဘူးနောက်ပြီးလုံးအလုံးမထွက်ဘူး Chelsea နဲ့ပွဲမှာဆိုတော်တော်ဆိုးတယ်ပေါ့နော်အဲ့တော့ဟောဒါလည်းသူ့ပြောပြတာမဟုတ်တော့ဒါလက်ချက်ပဲအသက်အရွယ်အရလူဆိုတာအချိန်တိုင်းအဲ့တော့အချိန်တစ်ခုမှာတော့နည်းနည်းလို့ဖြစ်လာမှာပဲလေနည်းနည်းလေးတော့ဟိုကျွန်တော်တို့ visa ကုန်လာမှာပဲဒီရာဒီမှာတော့ဒါဆာလာပြန်လုတ်ပြခြင်းလုတ်ပြအောင်မှာသူ့မှာအချိန်ရှိသေးတယ်အချိန်ရှိသေးတယ်ကျွန်တော်အဲ့အိမ်မှာသူတို့နှစ်ယောက်က ရူးပေါ့နော်အဲရူးဖန်ရှင်မှာသူတို့နှစ်ယောက်ကအရန်ကြီးကိုဒီတယောက်ပဲလိုလို့ကျွန်တော်တော့ထင်တယ်ဟိုနှစ်ယောက်လုံးဆိုရင်ပြဿနာဘာဖြစ်လဲဆိုတော့ခန်စစ်စင်းကူရဲ့နေရာမှာ vast ကဆလာဟောခန်စစ်စင်းကူကအရန်အားနေတယ်ဟုတ်ကဲ့အားနေတော့ဒီကွန်းလေကအရန်အလုံးလောက်အောင်အရန်အလုံးလောက်ရဲ့စေပါ grand vash နဲ့ macalister ရဲ့ အတွဲရနောက်တန်းနေရအရန်ကိုအစစ်မပြေတဲ့ချိန်မှာဒီဘက်ကာကက်စကောဒီဘက်ကဒီဘရက်လီပဲဖြစ်ဖြစ်ဖရင်ပေါ်ပဲဖြစ်ဖြစ်သူတို့ရဲ့ attacking full back တွေကအရန်ကြီးကိုဟိုဟို strict ဖြစ်သွားတယ်ဗောနော်ထိ ंछ ုပ်ခံလိုက်ရတယ်ထိ ंछ ုပ်ခံလိုက်ရတော့သူတို့ရဲ့ fluid ဖြစ်တဲ့ပြီးခဲ့တဲ့ရာသီကတွေ့ခဲ့တဲ့ဒီ tight sit လမ်းကြောင်းတွေကျွန်တော်မမြင်ရတော့ဘူးဟုတ်ကဲ့အဲ့တော့ fluidity လုံးဝမရှိတော့တဲ့အသင်းဖြစ်သွားတယ်လေပါဘူးကအဲ့ဒါကိုပဲ Rooney ကပြောတာအဓိက balancing ပြတ်သွားတယ်ဆိုတော့ပြောတာအဲ့တော့ကျွန်တော်က Lolose Florian Vest ကိုအရန်ပို့ထားတော့ကျွန်တော်ထောက်ခံတယ်ခဏအပြေရှားအောင် ယ်ဒါလည်းလက်ရှိရထားတဲ့အချိန်ခဏအတွင်းမှာချက်ချင်းဖြေရှာလို့ရတဲ့ပုံစံမဟုတ်ဘူးပေါ့နော်အဲ့လေတော့ကျွန်တော်တော့တွေ့တယ်နောက်ပြီးတော့ Vasquez ဒီလက်ရှိအနေအထားကျွန်တော်ဒီမှာ stat sheet တစ်ခုကျွန်တော်ကြည့်လိုက်ပဲပေါ့နော်ကြည့်ရမယ်ဆိုတာဒီသူတို့ Liverpool မှာပြီးခဲ့တဲ့နှစ်ရာဒီမှာသူရဲ့ progressive specs ကတပွဲပြန်မြ11.7ထွက်ခဲ့တယ်။ဟုတ်ကဲ့ Liverpool မှာသူက6.73ပဲရှိတော့ဆိုတော့တဝက်ထိညော့သွားတယ်သူစီက။အဲ့ဒါသူ့ရဲ့ဘောလုံးရတဲ့ touch ကလည်းအားလုံးပေါင်း ကျွန်တော်တို့ဒီဒီရာသီမှာ56.3ပဲတပွဲကိုပြန်မြရတယ်။သူပြီးခဲ့နှစ်ရာသီမှာ77.8 20လောက်ကျသွားတယ်။တပွဲကိုပြန်မြထိချက်20တောင်ကျသွားပါတော့။အဲ့တော့သူ့စီကိုကျွန်တော်တို့ကတဲကစားတာမဟုတ်တော့တဲ့အခြေအနေဖြစ်သွားပြီလို့ပြောလို့ရတယ်။မှန်ပါတယ်။အဲ့တော့အဓိကကအသင်းပြောင်းလာတဲ့အချိန်မှာလီဗာကူစင်တင်းရဲ့ဒီ profile နဲ့လီဗာပူးရဲ့ profile ကလုံးဝမတူဘူး။အဲ့တော့ first က နောက်တစ်ခုကျွန်တော်ထည့်ပြောချင်တာကကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲအဲဒီဘယ်လိုပြောရမလဲဒီ comfort zone ကနေရုံးထွက်ဖို့လိုနေပြီ तू ကအတင်းဒီ liverpool ဆင်မှာငါရုံးရမယ် तू ရုံးရမယ် तू ကတကယ် prolific player ပဲ तू အဓိကပဲ icon ပဲ liverpool မှာကြတော့ဒါ तू လူ तू ကမဟုတ်တော့ तू မဟုတ်တဲ့အပြင်ကိုကျန်တဲ့လူတွေကလည်း level နဲ့ဘာသူတက်နေနေသူသာတိတ်မရှိတော့ဒါအတင်းကွာတာ哦အဲ့တော့ तू ကလောလောဆယ် comfort zone မှာကန်နေတဲ့ပုံစံမျိုးကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ မျက်နှာသူ့ရဲ့အယူဆသူ့ရဲ့ကစားပုံကဒါ first တရားရကိုင်းတော့မဟုတ်သေးဘူးဗျ aggressive ဖြစ်မနေဘူးငါနိုင်ရမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးနည်းနည်းလေးမှုပြောင်းနေယုံကြည်မှုပြောင်းပြီးတော့သူကဟိုဘယ်လိုပြောပန်စင်နေရအစအရင် focus မထားဘူးအရင်အာရုံစိုက်မှုမရှိတဲ့ first ကိုကျွန်တော်တွေ့နေရတော့ထင်တယ်ဒီအသင်းမှာငါဥဆောင်ရမယ်လီဗာပူးလို့အသင်းမှာကိုငါကဥဆောင်ရမယ်ကစားသမားဆိုတဲ့ mindset ကိုကျွန်တော်ကဖြစ်ရှိစေချင်တာ ဟုတ်ကဲ့အဲ့ဒီ mindset ကိုတော့ तू တွန်းမရမယ်ဒီ comfort zone မှာနေနေတော့ तू ကြောက်သွားလိမ့်မယ်အဲ့တော့ဒီ touch တွေဒီ first day ရပြောမယ်ဆိုရင် steps တွေရပြောမယ်ဆိုရင်သူ့ရဲ့ touch တွေရောသွားတယ်သူ့ရဲ့ progress space တွေရောသွားတယ်အကုန်ရောသွားတော့တစ်ဖက်ကကျွန်တော်တို့ media media ဆိုတာကျွန်တော်တို့က premier league ရဲ့ media ဆိုတာခေါပါအောင်အစိုးဆုံး media ပဲဂျာမန်တွေကိုတတ်တဲ့နေရာမှာအဲ့ဒါဒုက္ခပေးအဲ့တော့ဂျာမန်မှာ ဲ့လိုမျိုးမရှိဘူးအဲ့တော့နောက်ပြီးချာမန်က तू ချာမန်ဖြစ်တဲ့အတွက် तू ကို supportive ပေးတဲ့ media ကို तू ပိုင်ထားတာဒီဘက်ကကြတော့ तू ချာမန်ဖြစ်တဲ့ तू အန် supportive ပေးမဲ့ media ပဲ तू ကသူတို့အင်္ဂလိပ်အခြေချင်းတော်မှလုံနေတယ်အဲ့တော့ channel ကောင်လေးဆိုရင်တော့ထားလိုက်တော့ဗောနော်အဲ့တော့သူ့ရဲ့ pressure သူ့ရဲ့ PR တွေကအများကြီးယုံထွက်ရမယ်ကျွန်တော်တော့ဒီဟာတွေကိုခံနိုင်မလားမခံနိုင်ဘူးလားရှေ့မှာတာရကတွေရှိတယ် ကျွန်တော်တို့တီမိုဗာနာရှိတယ်ခရစ်စတိုဖာအန်ကွန်ကူရှိတယ်ကျွန်တော်တို့မဖြစ်ခဲ့တဲ့ကစားသမားတွေနောက်ပြီးတော့ဂျီဒန်ဆန်ချိုရှိတယ်ဒီကစားသမားတွေဆိုတာဒါကျွန်တော်ဗဒန်စီကမှာပါဆိုလာကောင်လေးကြီးပဲဒါပေမဲ့မဖြစ်ခဲ့ဘူးပရီးမီးယားလိမှာအဲ့ဒီလမ်းစဉ်လေးတော့မလိုက်ဖဲနဲ့ဆွန်ဟောင်မင်းတို့လိုကျွန်တော်တို့တခြားဒီဒီဘရိုင်းတို့လိုဒီလိုမျိုးဖြစ်လာဖို့ ဘယ်လောက်ပါစနစ်ရှိမလဲအဲ့ဒါတော့တကယ်ကို question တစ်ခုပေါ့နော်မှန်ပါတယ်အဲ့တော့ခုနကပြောသွားတာတော်လေးလေးပြည့်စုံပါတယ်အဲ့တော့ကျွန်တော်ဒါအများကြီးပြည်သက်တွေလည်းဒီမှာအဓိကကွာနေတာလေးအများကြီးပေါ့နော်သူ့မှာမတူညီတော့ဘူးဗျာဟိုမှာ superior complex ရတာကသူ့ကိုဆရာကြီးရိုးထားတာဒါပေမဲ့အခုစမှာ तू ကကင်းမယ်သူရဲ့ဘောလုံးကိုသူ့ကိုတည့်ပြီးဆော့နေတာဗျာဒီထဲမှာကအဲ့တော့ခုနကခုနကရှေ့မှာပြောသလိုပေါ့ liverpool ကကျော်ဆာလာကိုတည့်ပြီးဆော့တယ်တဲ့အဲ့တော့ foreign vest ရောက်လာတဲ့အချိန်မှာက ဆလာကိုတည်ထားတဲ့အချိန်မှာ तू ကအဲ့ဒီလိုမျိုးဆရာကြီး rule မရတော့ဘူးအဲ့တော့နည်းနည်းလေးညော့သွားတာအဲ့ဒီအချိန်မှာ तू အတွက်လောက်ကန်ရတာ limited ဖြစ်လာတဲ့အချိန်မှာ तू အဲ့ဒါတွေကိုအသားကြဖို့ तू adapt ဖြစ်ဖို့အတွက်ကို तू အချိန်တစ်ခုကျွန်တော်တို့ပေးရအောင်မယ်လို့ထင်တယ်ပြီးတော့နောက်ဆုံးတစ်ခုပေါ့လေဒါကတော့ Florian Vest နဲ့မဆိုင်ဘူးဆက်ဆက်ပြီးတော့ကျွန်တော်တွေးမိပြီးတော့ခေါင်းထဲဝင်လာတာလေးပေါ့ O0 နောက်ပိုင်း တဖြည်းဖြည်းနဲ့ပရီးမီးယားလိလိုမျိုးလိပြိုင်ပွဲတွေတခြားသောဒီထိတ်တန်းလိတွေမှာနံပါတ်1ရဲ့နည်းနည်းလေးမေးမိန်လာတယ်လို့ခံစားလာရတယ်။ဒီဘရိုင်းတို့တော့ရှိခဲ့သေးတယ်ဗောလေ။အိုဒီဂက်တို့ရှိနေတယ်၊ဘရူနိုတို့ရှိနေသေးတယ်။လက်ရှိမေးမိန်နေဆိုရင်မှပြောရင်တော့မှဖာမာတို့ရှိနေသေးတယ်။လုံးလုံးပြောက်ွယ်သွားတာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့အိုဇီတို့လိုမျိုးဖန်တီးမှုပဲလုပ်ချင်တယ်အိုဒီဂက်တို့လိုမျိုးပေါ့။တခြားဘာကူမှစိတ်မဝင်စား။ဦးဖလော်ရန်ဗက်ဆိုလည်းအဲ့ဒါပဲ။သူတို့ကကစားခဲ့လေဘောက်စင်မှာကစားခဲ့တာကလည်းဘလုံးရလာရင် ကိုအတင်းခြေထဲမှာဘောလုံးရှိလိုက်ရင်သူ့ကိုလိုက်ရှာမယ်သူ့ကိုပေးမယ်အဲ့ရနေမှာတိုက်စစ်လမ်းကြောင်းကိုရှာဖွေမယ်ဒါမျိုးပေါ့နော်ဟိုလေဘာဦးမှာဆာလာအဲ့လိုရှိတယ်ဒီဖန်စစ်ကိုကူစရာမလိုဘူးဒါပေမဲ့ဆာလာမကူလို့ Florian Vance ဆိုလိုက်မကူဘူးဆိုတော့ကျန်တဲ့ကစားသမားတွေရလုံအောင်နှစ်ဆတွေလုံနေရပြီးတော့ balance ကြီးအောက်ချင်လာအဲ့ဒါမျိုးပြဿနာဖြစ်လာတယ်ပေါ့နော်အဲ့ပြောချင်တာကဒီလိုဒီဖန်စစ် action တွေလိုက်ပြီးတော့တိတ်မလုံချင်တဲ့ကစားသမားမျိုးတွေနံပါတ်10ရိုးတိုက်စစ်ကိုပဲအားတန်တယ်ဖန်နီးမှုပဲအားတန်တယ်ဆိုတဲ့ကစားသမားမျိုးတွေက modern ball လောကမှာနည်းနည်းလေးများနီးပြတွေအကြိုက်မတွေ့စရာလားကစားကွက်နဲ့နည်းနည်းလေးပို ပြီးတော့အံဝင်လာတော့ဘူးလားဒီဟာကတော့ဒါကျွန်တော်ဆက်ဆက်ပြီးခေါင်းထဲဝင်လာတဲ့ question လေးပေါ့လေအခုနေတော့ဘယ်လိုမြင်လဲဒါလေးအဓိကတော့ကျွန်တော်အမြင်ကတော့4 2 3 1ပြောက်ဆုံးသွားခြင်းလို့ကျွန်တော်ပြောခြင်းတယ်ဟုတ်ကဲ့4231နည်းနည်းလေးမိမ့်မိန်သွားမိမ့်မိန်သွားပြီ4231ဆိုတာခစ်ခစ်ကုံသွားပြီပေါ့နော်ဟုတ်ဟာ4231မှာလည်းကျွန်တော်တို့ကနံပါတ်10 rule ကအရေးပါနေတာဟုတ်4231ပဲဖြစ်ဖြစ်3ပဲပဲဆိုတော့343ပဲဖြစ်ဖြစ်ကျွန်တော်တို့ဘဲကစားဘက်ကပဲဖြစ်ဖြစ်ဒါမှမဟုတ်3412ဆိုပြီးဆော့ရင်တော့ကျွန်တော်တို့ဒီနံပါတ်10 rule ပါလာမယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ ဲ့ဒီဟာကိုဘလို့သုံးလဲဆိုတော့နီးပြတွေမူတည်းချက်မှာနောက်ပြီးတော့နီးပြတွေကကွန်းလန်မှာကျွန်တော်တို့က all round player တွေကိုပူကြိုက်လာကြတယ်ဟုတ်ကဲ့များသောအားဖြင့် all round player ဆိုကျွန်တော်တို့ဥမာ zubi bandi တို့လို့ကျွန်တော်တို့ဒီအဲ dragon rise ဆိုတော့ nemesis 8အနည်းဆုံး function တစ်ခုတော့ရမှာဗျာဥမာ sobo ဆိုရင်ကျွန်တော် number 10အနေစဆော့တာ number 10ဆော့တယ် number 8ဆော့တယ်အခုလိုအပ်တဲ့နေရာဆော့တယ်ပြောချင်တာကစားသမားတယောက်ကကျွန်တော်တို့ဒီ function တွေကဒီ number 10တခုလဲဆော့ယုံနေတယ်မရတော့ဘဲနဲ့ဟုတ်ကဲ့ နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ pressing လုပ်တဲ့ဟာကအရန်ကိုခက်စားလာတယ်ဒီ high intensity gain တွေမှာကျွန်တော်တို့ high pressing ကအရန်ကိုဟိုဖြစ်တဲ့ချက်ပါ number 10 rule တယောက်ကနောက်ကိုပြန်မလိုက်နိုင်ဘူးဆိုတာကြီးကဒီခံစစ်ကြောင်း2ယောက်ကဟို duty function တွေအရန်ကိုဟိုအများလုံးတဲ့အပြင်ဒီတောင်ပန်းက full back တွေရဲ့ attack နေရာလဲ limit ဖြစ်သွားတဲ့အတွက်ဒီကစားကွက်ကြီးတစ်ခုမှာဒီခက်စစ်ကြောင်း2ယောက်စံတပတ်2ယောက်နဲ့ဓာတ်ရိုက်တွေပြိုင်ဘက်ကကောင်တာတွေနဲ့တော့တွေ့တယ်ဗောနော်အဲ့ကောင်တာတွေက အသင်းကြီးရေရှုံးတာများတယ်အသင်းကြီးတွေကိုထိုးနှက်သွားတဲ့ဒါသူတို့ထက်နေတဲ့အသင်းတွေရောတချို့ပွဲတွေမှာတွေ့ရတာအဲ့ဒီဟာပဲအဲ့တော့ ကျွန်တော်တို့ Judy Function မှာ all round player တွေကိုပို့သုံးလာရပေါ့နော်ဒီ number 10 rule တွေကများသောအားဖြင့်ခံစစ်ကူတဲ့နေရာမှာအားနေတယ်နောက်ပြီးတော့ defenses အာကျွန်တော် Judy တွေမှာသူတို့တာဝန်ယူတဲ့သူတို့ရဲ့ sense ကိုကသူတို့ရဲ့ဟိုဟာကိုအားနေတာလုံနိုင်စွမ်းကိုလုံနိုင်စွမ်းကိုကတက်ရှိတယ်ဘယ်လိုသူ့ ability ကဒီ attacking midfielder ဖြစ်တဲ့အတွက်ရှေ့ကိုပဲရှိတယ်အဲ့တော့ကျွန်တော်တို့က4 2 3 1ပဲသုံးသုံးဘယ်လိုပဲသုံးသုံး number 10 rule တစ်ယောက်ကဒီမှာရှိနေပြီဆိုတောင်မှနှစ်ယောက်ကလည်း attacking နေကျွန်တော်တို့ inverted winger တွေရှိမယ်ဒါ traditional winger တွေရှိမယ် number 9 rule တစ်ယောက်ရှိမယ်ရှေ့မှာအဲ့တော့အဲ့မှာ ၄ယောက်ပုတ်သွားပြီတိုက်စစ်စင်အဲ့တော့ဘောလုံးပြက်ပြီးဟေ့ဆိုတာနဲ့သူတို့ရဲ့ဒီ၄ယောက်ကချက်ချင်းပြန်မလိုက်နိုင်တဲ့အချိန်မှာကျွန်တော်တို့ဒီကွန်းလေမစ်ဖီးမှာဟာကွက်ဖြစ်သွားတယ်အဓိကကွန်းလေမစ်ဖီးမှာ၂ယောက်ထဲကဘလို့မှအဆင်မပြေဘူးတယောက်ကလည်းဘက်ကတ်ထိုင်ပေးနေရမယ်အနည်းဆုံးတယောက်ထဲရှိတော့ရင်တော့လုံးဝမရတော့ဥမာကျွန်တော်အမိုရင်ရဲ့3 4 3မှာ3 4 2 1မှာဘာပဲဖြစ်ဖြစ်ဒီကွန်းလေအထိုင်မှာတယောက်ပဲကျန်တာဘလို့မှအဆင်မပြေဘူးဒါအဓိကအားနည်းချက်ပဲဆိုတော့ကျွန်တော်ကအဓိကကဒီ ဒီအလေချောကနေဖောက်တဲ့အသင်းတွေပုံများလာတယ်လို့ပြောချင်တာကျွန်တော်ဝင်းကားတွေ inverted ဝင်းကားတွေကလည်းဘတော်မတောင်ပိုင်းကဆွဲပြီးပြီးကန်တော့ရမျိုးတွေမရှိတော့ဘူးနဲ့အတွင်းကိုပဲပြန်ဝင်ပြီးတော့ကျွန်တော်တို့အလေ central central midfield ကိုပဲ central zone တွေကိုပို့ဖိအားပေးလာပို့ဖိအားပေးတာတော့အဲ့တော့ number 10 row ကအဲ့လိုမျိုးပျောက်ချင်တာလို့ကျွန်တော်ထင်နောက်ပြီး number 10 row စစ်စစ်ကစားသမားတယောက်က ဟိုတာမန်ထက်အရန်ကိုကောင်းနေမှသာနေရာရတော့ဗောနော်ကျွန်တော်တို့အများနဲ့ကြည့်ကြတာစီတန်းတို့လိုကစားမမျိုးတွေအများနဲ့တွေ့ခဲ့တယ်ဒါကသူတို့ကသူများထက်ကောင်းဆုံးပါတယ်ရော်ဒရီညိုတို့လိုကာကာတို့လိုကာကာတို့ဒါကကျွန်တော် legend နေအောင်ဖြစ်သွားတယ်အဲ့တော့ဒီလို legend လောက်ဒီလောက်ခြေစွမ်းမှ ဒီ route တစ်ခုမရဘူးဆိုရင်အခုကျွန်တော်တို့ဘယ်အသင်းမှာကြည်ကြည်နံပါတ်1 route ကရှိကိုမရှိဘူးကျွန်တော်တို့ reagee မလားဘာစီကြည်မလားအဲ့နံပါတ်1 route မှာနောက်ချန်တိုက်စစ်ကြီးကစားနေတာဘာစတိုင်းဖြစ်တဲ့သူကိုပဲတုံးတာဘာစတိုင်း player တွေပဲနောက်ဝင်နေရရတယ်ဆိုတော့ဒီအဓိကကွန်းလေပါကွန်းလေကိုပို့ပြီးတော့ဖြည့်လာတယ်ကွန်းလေ3ယောက်အပြင်3 4 3ကွန်းလေက4ယောက်တန်းအဲ4 3 3ဆိုရင်လည်းနောက်က2ယောက်က full back 2ယောက်လိုက်တယ်ကွန်းလေ5ယောက်တန်းပြောချင်တာကွန်းလေရဲ့ဟိုဟာပို့ပြီးတော့အသုံးချလာကြရပါတော့အတင်းတင်းနိုင်ဖို့ကအဲ့ဒီဟာလေးကဘလုံးလောကမှာပို့ပြီးတော့ဖြစ်ထွန်းလာတယ်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာနံပါတ်10ရူပျောက်လာ ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒါမှမဲ့လေနံပါတ်9ရူတော့ပျောက်ခဲ့ဥတာပဲနံပါတ်10ရူလည်းတစ်ချိန်ကြာရင်ကျွန်တော်တပတ်ပြန်လဲပြီးတော့ခေစားရင်ခေစားလာအောင်ပါဆိုတော့တော့ဆယ် Vasco 10ရူထားတာက ဟိုသူတို့4231ဆိုရင်တော့ရမယ်ဒါပေမဲ့လက်တလောဆိုရင်တော့ Vasquez Sala ရဲ့ကျွန်တော်တို့ပြချုပ်ပြောလိုက်မယ်ဆိုရင်လက်ရှိအတက်ကင်းနေသွားနေတဲ့ Gapo တို့ဒီရှေ့က Iset တို့ Ikidiki တို့အဲ့ဒီ rule and function တွေမှာ Kansas Judy Reservoir တွေအရင်အားနဲ့တော့ Carcass နဲ့ frame bomb ပဲဖြစ်ဖြစ် Bradley ပဲဖြစ်ဖြစ်ဘယ်သူလိုက်တဲ့ rule ဘောကကြနေပြီအဲ့ဘယ်သူပဲအတက်ကင်းလိုက်လာအဲ့ဒီ fullback နှစ်ယောက်ကမလိုက်နိုင်ဘူး fullback နှစ်ယောက်ကအတက်ကင်းမှာမပါဘူးဆိုရင်အဲ့ဒီအသင်းကသွားပြီပဲ ကျွန်တော်ကတော့အဖူဘက်နှစ်ယောက်ကအတက်ကင်မလိုက်တဲ့အသင်းတင်းကဘတော့မှဂိုးများများမရဘူး။ဟုတ်ကဲ့။ဂိုးရောက်ဖို့မလွယ်ဘူး။အဲ့တော့ဖူဘက်နှစ်ယောက်ကိုလွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပေးနိုင်တဲ့အသင်းတွေကပို့ပြီးတော့ဂိုးရောက်ဖို့အတွက် chance opportunity ပို့များရလို့ထင်တယ်ပေါ့နော်။အဲ့တော့အဲ့ number 10 rule ပျောက်လာတယ်ပြုတ်လာတယ်ဆိုတော့ကျွန်တော်ကတော့ တဘောတဘောကြရတော့မဟုတ်ဘူးဘယ်လိုပြောရမလဲဟိုဘောနန်လောကမှာတော့ဒါဖြစ်လာခဲ့ပြီပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒါကတော့သူ့ရဲ့နီးပြူပါပိုင်းရလိုအပ်ချက်ရဖြစ်လာခဲ့တဲ့ဟာလေးပေါ့လေအဲ့တော့ကျွန်တော်နောက်ဆုံးပြန်ပြီးတော့ချုပ်ကြအောင်ပါအဲ့တော့ Florian Vance ကိုကျွန်တော်တို့ဒါရှင်းမှာ Carriga လို့လည်းပြောထားပြီးပြီ Ronnie လို့လည်းပြောထားပြီးပြည်သက်တွေအားလုံးလည်းမြင်ပြီးပြီအဲ့တော့ Carriga ပြောထားသလိုပဲ Florian Vest ကိုတော့ပြီးခဲ့တဲ့နောက်ဆုံးပွဲ Chelsea နဲ့ပွဲမှာသူ line ပြန်ထုတ်ထားတယ်ပေါ့လေ Florian Vest ကြောင့်သူ့ရဲ့ရှည်ရင်းစဲအထိုင်လေးပြတ်သွားတယ်ဆိုတော့မနစ်ကအထိုင်ပုံစံမျိုးပြန်ရအောင်အနီဆိုတော့တုံးလာတယ်ပေါ့အရှိလာမဲ့ပွဲဒီမှာလည်းအဲ့လိုလေးပဲပြန်ပြီးတော့တတော်တော့ဒီပုံစံလေးပဲသွားအောင်မထင်နဲ့လာတော့ Florian Vest အနေနဲ့လူစားဝင်အနေနဲ့ရှည်လာမဲ့ပွဲလေးတွေမှာတော့ကစားမထင်နဲ့ substitute အနေနဲ့ပဲသူကစားအောင်မထင်နဲ့အဲ့တော့နောက်ဆုံးဒီမှာ conclusion ကျွန်တော်အဖြေတစ်ခုပေါ့ Florian Vest အနေနဲ့ Liverpool မှာ တဖြည်းဖြည်းနဲ့ပို့ပြီးအံဝင်လာမယ်ထင်လားသူရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်မြင်ရနိုင်မယ်ထင်လားကိုရနာဘယ်လိုမြင်လဲဒီအရာလေးတို့တို့လေးပြောပြပေါ့အမ်ပုံရင်းပြောရင်တော့မထင်ဘူးပေါ့နော်ဟုတ်အဲမထင်ဘူးဆိုတာသူ့ရဲ့ကစားတဲ့ပုံစံကဒုတိယကော်တင်ယိုမဖြစ်လာနိုင်တော့ဘူးထင်တယ်။ဟုတ်ကဲ့။လေဘာဥမာဒါကော်တင်ယိုကအရန်အောင်မြင်ခဲ့တာဘူး။အဲ့လိုပုံစံကစားမယ်ဆိုရင်43မှာသူ့ကိုအာကျွန်တော်တို့အလေ3မှာထည့်ရမယ်။လေ3မှာထည့်မယ်ဆိုရင်တော့အောင်မြင်နိုင်တယ်။ဒီရှေ့3ယောက်တန်းနဲ့နောက်ချန်တိုက်စစ်ပေါ်မှာသွားထည့်လို့မရတော့ဆိုတော့ ကျွန်တော်ကတော့ကျွန်တော်အထင်ဆိုရင်ဒီကွန်းလက်ထက် Gravel Vash ကစူဖို့ရယ်အဲ Macalister ရေးကဖြုတ်လို့မရဘူးအဲ့ထက်ကတယောက်ကိုဟိုအရန်ကုန်ပို့ရလောက်အောင်သူ့မှာ image လေပါဘူးတော့မရှိဘူးပြာတိလားဟုတ်ကဲ့သူဟိုတုံးရောက proven ဖြစ်ထားတာဟုတ်ပြီးခဲ့တဲ့ရာသီကအကောင်းဆုံးလို့ပြခဲ့တော့ကျွန်တော်ကတော့ ဒီຢာဒီလောက်ကတော့သူ့အတွက်နည်းနည်းစိတ်ပြက်စရာຢာဒီဖြစ်မဲ့ထင်တယ်အနည်းဆုံးဒီစောင်းຢာဒီဒီဒီကျွန်တော်ຢာဒီဘောပေါ့နော်ຢာဒီဘောလောက်ကတော့စိတ်ပြက်စရာတွေနဲ့ပဲဆက်သွားအောင်မထင်တယ်သူ့ရဲ့အကောင်းဆုံးပုံစံပြန်ရမယ်ဆိုတော့မှကစားသမားတယောက်ယောက်ကိုယ်နဲ့မှထိုင်ရရသွားတာမျိုးအဲ့အချိန်မှာသူပွဲထွက်လာမျိုး Champion League လို့ဟာမျိုးအဲ့အချိန်ကျတော့သူလိုချင်တဲ့ဒီပုံစံမျိုးနဲ့ပြန်လာမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ဒီဒီဇမာလောက်ထိတော့ first ကိုကျွန်တော်မမျောလင့်မိဘူးပေါ့ဟုတ်ကဲ့ အဲ့တော့လာဒီဒီဇင်ဘာနောက်ပိုင်းပဲဖြစ်ဖြစ်လာမယ့်ရာသီဆိုရင်ရော Florian Vest ကျွန်တော်တို့အစ်စ်မှန် Liverpool ရဲ့ Florian Vest ကိုကျွန်တော်ပြန်မြင်ရလာနိုင်လားပေါ့အဲ့ဒါကိုဘယ်လိုမြင်လဲဒီသင်းမှာတော့မဖြစ်နိုင်ဘူးပေါ့နော်ဟုတ်အော်3ဘတ်နဲ့ကမ်းမဲ့အသင်းမျိုးဆိုရင်တော့ဖြစ်နိုင်နေပေါ့နော်အဲ့ဒါအဲ့လိုမျိုးပေါ့သူရဲ့သူကစားပုံလေးကိုလည်းတချို့ Liverpool squad တက်မှာဆိုရင်မရဘူးဗျ Liverpool squad တက်မှာကျက်နေတယ်ကျွန်တော်ပြောတာ ူ့ကိုရိုးပေးပြီးတော့ကပ်ဘူရန်ထားမလားဒီကိုယ်လည်းကစူဘူတို့ကိုထုတ်ပြီးသူ့ထားမလားမဖြစ်နိုင်ဘူးလေသိလားကပ်ဘူထားတာမှအရင်က flow လေးပြီးနေဦးမယ်သိရမလားအဲ့တော့သူ့ပုံစံနဲ့ကတော့ဒီလက်ရှိလက်ပါဦးတကယ်လို့တုံးကျင်ရတယ်ဆာလာအောင်ရန်ကုန်ပို့လိုက်ဆာလာအရင်ကပို့လိုက်ရှိရှိနေကျွန်တော်ဆိုရင်ဆာလာအရင်ကပို့ပလိုက်ပြီဆာလာရဲ့လက်ရှိခြေစုံကျွန်တော်တော်တော်မကြိုက်တော့ဘူးပေါ့နော်လေးလာတယ်ဟုတ်ကဲ့အဲ့တော့သူ့ကိုစူပါဆက်ပဲတော့တကယ်တော့တော့မှာဆာလာကိုစူပါဆက်တော့မှာဆာလာကိုကိုးကွယ်နေလို့မရတော့ဘူးဆလော့ ်ဆာလာအလုံးဝဟိုဘယ်လိုပြောမလဲကြာတင်နေပြီကြာချိန်ရောက်နေပြီနောက်တစ်ပုတ်ပေါ့လေနောက်တစ်ပိုင်းပေါ့ဇလန်တော့သူလက်ချင်းဖြစ်သွားပြီတော်ပြီဗျာဟိုအရန်ကြီးဘေးမကန်နေတော့ကျွန်တော်ပြအရန်အရေးကြီးရဲ့ပွဲထုတ်လိုက်ဟုတ်ကဲ့ဟုတ်ကဲ့တပတ်ချားလောက်နာ first ကိုတည်ကစားအဲ့ဆိုရင် first ကငါကိုပုံစံပြန်ရမယ်တကယ်လို့ slot အလိုမလုပ်ဖဲနဲ့ဆာလာကိုပဲတည်နေမယ်ဆိုရင်လပါဦးရဲ့ရှားလက်တွေကဒီထက်ဆိုးလောက်အောင်မယ်အခုအဝေးကွန်း၃ဝက်ဆက်ရှုံးသွားပြီဒီထက်ဘလို့ပြန်ကောင်းလာမလဲမော်ရယ်တွေလည်းကြာနေပြီခန်စစ်ကလည်းဟော ကန်ချက်တွေအများကြီးခွင့်ပြုထားပြီဒီအခြေအနေအရရအကုန်လုံးကိုသုံးသပ်ကြည့်ရမယ်ဆိုတော့ vast ကပြဿနာတွေမဟုတ်ဘူး liverpool မှာပါပြဿနာဖြစ်နေပြီအဲ့တော့ vast ကကျွန်တော်တို့ပြစ်မှတ်ထားခြင်းခံခဲ့ရတဲ့ကစားသမားတအူးလို့ပဲကျွန်တော်ပြောခြင်းနဲ့ liverpool တင်းတော့ပြဿနာတက်နေပြီဒီအာနိုနီယာတွေရော ကျွန်တော်ကျန်တဲ့နေရာတွေအကုန်ပြဿနာတက်နေပြီ။နောက် EKDG နဲ့ကျွန်တော်တို့အစ်ဆက်ပြဿနာတွေရောဘာတူတော့မှမသိဘူး။ EKDG ကအခြေအနေကောင်းနေပြီ။အစ်ဆက်တော့ဥစဉ်မပြေဘူး။လက်ပါဦးရဲ့ပြဿနာကဈာဈာကြီးမလာဘူးမျောလင့်နေ။ဆက်တော့ဘလို့ကင်တွယ်မလဲဆိုတော့ကျွန်တော်ကြည့်ချင်တယ်။ကျွန်တော်အမြင်ရဆိုတော့ဆာလာကိုအရင်ကပို့တင်နေပြီလို့ပဲကျွန်တော် final ပြောချင်တော့။ဟုတ်ကဲ့ပါ။အဲ့တော့ဒါဘလူးကင်တွယ်မလဲကြည့်ရမယ်။အဲ့တော့ဒီမှာတော့ဟိုကုဏနာပြောသလိုပဲ Florian Vers ကတော့ Liverpool ရဲ့ဒီပြောင်းပြုပြင်ပြောင်းလဲမှုတွေ Liverpool ဒီဟာဒီကျွန်တော်တို့ဒါပုံစံပြောင်းသွားတဲ့ ဒီ slot ရဲ့ပုံစံပြောင်းလာတဲ့ဟာမှာသူ့အတွက်ကတော့တော်တော်လေးစိန်ခေါ်မှုတွေအများများပြီးတော့အဓိကအားလုံးရဲ့ white လက်ညှိုးထိုးတော့ခံလိုက်ရတယ်ဗောလေဒီမှာတော့ကျွန်တော်အကောင်းမြင်တာက Florian Fest ကိုကျွန်တော်တို့ယာဒီဝက်လည်းဖြစ်ချင်းလည်းဖြစ်မယ်ယာဒီကုံလည်းဖြစ်ရင်ဖြစ်မယ်ဒီယာဒီမှာကျွန်တော်သူ့ရဲ့အကောင်းဆုံးပုံစံမြင်ရချင်မှမြင်ရလိမ့်မယ်ဟိုပြောချင်တာကမနှစ်ကပြီးခဲ့တဲ့2ယာဒီဇက်လောက်လေးပေါက်ကူစင်မှာ1ယာဒီဟိုတွင်ကို10ကို17ကို ကိုဖန်နေမှု၁၀ချိန်၁၁ချိန်အတွင်းကိုကိုဖန်နေမှုပေါင်းလိုက်ကို၂၀ကျော်ပေါင်းပတ်သက်ပေးခဲ့တဲ့ Florian Vest ကိုမြင်ရချင်မှမြင်ရလိမ့်မယ်။ဟိုရုံးကန်နေရတဲ့ Florian Vest ကိုမြင်ရလိမ့်မယ်။ဒါပေမဲ့သင်ကြတာကဒီလိုသူ့မှာ skill set ကရှိပြီးသားဗျာ။ပင်ကို skill set ကောင်းတဲ့ကစားသမား Premier League ရဲ့ဒီ industry မြင်မြင်နေတာရဲ့အသင်းရဲ့ကစားပုံဒီ transition အနေနဲ့တော်တော်လေး ဟိုခတ်တွတ်တွတ်ကစားတဲ့ပုံစံလေးမှာအသားကျဖို့ရုံးကန်နေရတဲ့ကြောင့်တရာဒီတော့သူ့အချိန်ပေးလိုက်မယ်ဆိုရင်တော့လာမယ့်ရာဒီမှာတော့ Florian Vest က Premier League မှာလည်းအံဝင်သွားနိုင်တယ် Liverpool မှာလည်းအံဝင်သွားပြီဆိုရင်တော့ဒီထက်ပိုပြီးကြောက်စရာကောင်းတဲ့ Florian Vest ကိုမြင်ရလိမ့်မယ် Liverpool ဆင်ရ Florian Vest ကိုတရာရာခိုင်လုံးမဟုတ်ဘူးဆိုရင်တော့85ရာခိုင်လုံးလောက်ပြန်မြင်ရနိုင်တယ် Florian Vest ကကျွန်တော်ထင်တာတော့ flop ဖြစ်သွားနိုင်တဲ့ကစားမမျိုးမဟုတ်ဘူးဘာလို့လဲဆိုတော့သူ့မှာ skill set တော်တော်များများရှိပြီးသားကစားမတယောက်အောင်မြင်ဖို့အတွက်လိုအပ်တဲ့ ိန်ကိုကျွမ်းကျင်မှုရှိပြီးသားဒါကိုအသုံးချဖို့အတွက်နီးပြားနဲ့ကစားမအတွက်အချိန်တစ်ခုလိုနေရလို့ပဲထင်တယ်အဲ့တော့ဒါကကျွန်တော်အမြင်ပေါ့လေဘာလို့ဖြစ်လာမလဲကတော့ဒါ slot ရောကစားမ Florian Vest ကိုရောဒါအများကြီးတို့အဖြေတစ်ခုကိုရှားလိုက်မယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ဒီ Florian Vest ကြောင်းလည်းပြတ်သက်ပြီးတော့ပြောသွားတော်တော်လေးဒါပြည့်စုံမယ်လို့ထင်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ပြောသွားတဲ့အထက်မှာပိတ်သက်တွေချို့အတွက်ဒါနားလည်မှုလွဲစရာထင်မြင်လွဲစရာ ဒါသဘောမကျသေးရလဲပါကောင်းလဲပါနိုင်ပါတယ်အဲ့အတွက်တည်းနားလေပေးဖို့လေဒီကနေပြီးတော့ကျွန်တော်တစ်ခါလဲမြေတရက်ခံခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ Vice of Football Facebook နဲ့ YouTube Channel ကိုကြည့်ရှုအားပေးနေပြည်သက်များအားလုံးအတွက်လဲကျွန်တော်တို့နောက်လာမယ့်အစီအစဉ်လေးတွေကိုခုလိုပဲကြိုးစားပြီးတင်ဆက်ပေးပါဦးမယ်နောက်လာမယ့်အစီအစဉ်လေးတွေကိုကြည့်ရှုအားပေးကြဖို့မြေတရက်ခံနေတဲ့ဒီနေ့အစီအစဉ်လေးကိုတလောင်းနေပဲရှင်းနာပေးရသေးခင်ဗျ